ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စင်တရရဲ့အကျင့်နဲ့တချို့တွေ2025အထိကျင့်သုံးနေတယ်ငါလက်ဝဲများလက်ပြထားတာလေနဲ့လိုက်ပြလို့စသည်ခင်ဗျပါဘယ်ပေါ်ရှာလဲ မင်္ဂလာပါရှင်။အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်။စာပေမိလားမသိဘူးဗျာ။ဆိုတော့ဟင်းရောကောင်းရလားမသိဘူး။ဆိုတော့ဒီကတမင်ဝိုင်းမှာတော့ညက်ကင်ပူပူလေးပါမယ်လို့တော့ကျွန်တော်ကမြင်အောင်မိပါတယ်။ဟုတ်ကဲ့ပါ။ ဒီနေ့အလုံးကိုမှုေးပြီးတော့အလုံးကိုချိုပြီးတော့အလုံးကိုစိတ်ပြီးတော့အလုံးကိုနှုတ်ရဲ့ငှက်ကင်တကောင်ကျွန်တော်တို့ကင်စားနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာပဲ MI 35 B အကြမ်းဖက်ဆက်ရဲ့ကျွန်တော်တို့စစ်ရဲဟင်ဒီစီကိုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပြစ်ချနိုင်ခဲ့ပါတယ်ထမှန်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ် ကျွန်တော်တို့အစည်းအဝေးအမြောက်များကိုလည်းအရှိမပြချနိုင်ခဲ့တာတွေကိုကျွန်တော်တို့တက်တည်ပြခဲ့ပြီးဖြစ်တဲ့ဒီအကြောင်းလေးကိုကျွန်တော်တင်ပြပေးမယ်ဆိုတော့နောက်ထပ်ဒင်းတစ်ခုကတော့စစ်ရှုံးနေတဲ့ကောင်တွေပြီးတဲ့ကောင်ကပြီးတည်နေတဲ့ကောင်တွေကတည်နေပြီဆိုတော့ပြီးလို့လည်းမလွတ်တဲ့အချိန်မဲအလံပြူထောင်လက်နဲ့ချတာဘာမှလို့လဲဗျာဘလောက်တောင်တနာစရာကောင်းနေဒါအတုံးချခံလူသားတွေလည်းအလံပြူထောင်နဲ့ ကျွန်တော်တို့စီမှာဒါလက်နဲ့ချရတယ်ဆိုတော့ကျွန်တော်တို့ကသူတို့ကိုဒါအသက်ချမ်းသာ권ပေးပါတယ်ဒါကိုနောက်ကနေပြီးတော့အကျွန်ဖတ်စစ်ခွေးတက်ကစိတ်ရရင်နဲ့လိုက်လံပြတ်တက်တဲ့အခင်းချင်းကိုကျွန်တော်မိပါတယ်ကိုတပြပေးမှာဖြစ်ပါတယ်ဆိုတော့သူတို့ဘဝသူတို့အကြောင်းတွေဆိုရင်တော့ပို့ပြီးတော့အမှန်ပါလိမ့်မယ်ဟုတ်ကဲ့ပါနောက်ဆုံးမှာတော့အရှိကိုအရှိဆိုတော့ကျွန်တော်တို့ဒဒိုတရှိတွေသွားမြင်နေဦးမယ်ကျွန်တော်ရေမိပါ မဟုတ်ပါဘူးတနက်အရှိပါတနက်အရှိကိုဒီလိုထောက်ဒီလိုဖောက်ပြီးတော့ကိုယ့်ကိုတက်သေးလိုက်တဲ့အကျန်ဖတ်စစ်ခွစ်တရဲ့အရာရှိကြီးတယောက်အကြောင်းကိုတင်ပြပေးပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကိုကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုတရေတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့မိဘတွေကျွန်တော်ကောင်းငင်ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဘာတွေမြင်ရမလဲ ကျွန်တော်မိုးကောင်းကင်ကိုမော့ကြည့်လိုက်မိုးတိမ်တိုက်တွေပြီးတော့တိမ်ဆိုင်တွေပြီးတော့ကောင်းကင်ရဲ့အလှပတရားတွေကိုကျွန်တော်တို့အားလုံးမြင်တွေ့ခြင်းကြရတယ်ဆိုတော့နက်နက်ခင်းမှသည်ကျွန်တော်တို့နေ့လေခင်းပြီးတော့ညနေခင်းပြီးတော့နေဝင်စည်းစာဒီကောင်းကင်ကြီးကအယံကိုလှပတခါတည်းရန်မှာဒီမြင်ကွင်းတွေကိုမြင်တွေ့ရဖို့ ချို့သောမိဘတွေသူတို့ရဲ့အိမ်ကထပ်ပြီးတော့အပန်းဖြေသွားရောက်ကြီးရှုတရားတွေတောင်မှရှိကြပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကလေးငယ်တွေလည်းထုံလေးကောင်းမယ်။ကောင်းငင်ကြီးကိုမော့ကြည့်လို့ကောင်းငင်ကိုမှဒါပုံသဏ္ဍာန်အမျိုးစုံနဲ့တိမ်ဆိုင်တိမ်ခဲတွေဒီပုံသဏ္ဍာန်တွေကိုကြည့်ပြီးတော့ကလေးတွေဟာသူတို့ရဲ့စိတ်ကူးတွေနဲ့ပုံဖော်ကြတယ်။ဟာဟိုတိမ်တိုက်လေးကတော့ဘလူးပုံစံလေးဒီတိမ်ဆိုင်လေးကတော့ဘလူးပုံစံလေးဆိုလို့ကလေးတွေကပုံဖော်ကြတယ်အဲ့ဒီအချိန်မှာမှမိုး ဖွဲ့ဖွဲ့လေးကြာနေတဲ့ချိန်ကျွန်တော်တို့မိုးဆက်တွေကြားထဲမှာတတန့်ဆိုတဲ့ခုနှစ်လွာဂျောင်းစင်အကိုင်းလေးတကိုင်းကိုင်းပြီးတော့ညှုပ်ပြီးတော့စင်းနေတယ်ဆိုခလေးတွေအယမ်းပျော်လာကျွန်တော်တို့လူကြီးတွေကျွန်တော်တို့မိဘတွေကလည်းကောင်းကင်မှာတတန့်ကြီးပေါ်နေတယ်ဆိုရင်ခလေးတွေကိုခေါ်ပြီးတော့ပြတာပြောရင်တတန့်မှာပါလာတဲ့အယောင်တွေကိုခလေးတွေကိုကာလာတွေကိုတော့ခွဲခိုင်းခဲ့ကြတယ်ဒါကျွန်တော်တို့လည်း ဒါပျော်ရှင်ခဲ့ရတဲ့အခိုက်အတန့်တွေရှိတယ်ပြီးတော့ clean ငယ်တိုင်း clean ငယ်တိုင်းဒါသဘောကျနှစ်သက်တဲ့အရာလေးတွေကျွန်တော်တို့ကောင်းငယ်မှာအများအပြားရှိတယ်ဆိုတော့ဒီလိုကောင်းငယ်မှာသပ်ပတဲ့အရာတွေကြားထဲမှာအခုဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ကောင်းငယ်တစ်ခုလုံးမှာသပ်ပတဲ့တိမ်ဆိုင်တိမ်ခဲတွေသပ်ပတဲ့ဒါခုနှစ်ဆင့်အယောင် ကိုင်းညွတ်နေတဲ့တတ်တန်တွေရဲ့နေရာမှာကြည်စံတွေဘုံစံတွေနဲ့ပြည့်နှက်နေတာပါဒါကျွန်တော်တို့နိုင်ငံရဲ့ကောင်းကင်ရဲ့အရှိတရားပါဆိုတော့ကျွန်တော်တို့ကလင်းငယ်ကိုကောင်းငင်ကိုအရင်အချိန်က မောကြည့်တဲ့အချိန်မှာသူတို့ရဲ့ရည်တန်းကိုကျွန်တော်တို့ကြားရမှာဖြစ်တယ်ပြီးတော့သူတို့ရဲ့ပြုံးနေတဲ့အပြုံးကိုကျွန်တော်တို့မြင်ရမှာဖြစ်တယ် ဒါပေမဲ့အခုအချိန်မှာကျွန်တော်တို့ကောင်းကင်ကို ကျွန်တော်တို့ clean ငယ်တွေမော့ချလိုက်မယ်ဆိုရင်သူတို့တွေကြောက်နေတာကိုကျွန်တော်တို့မြင်တွေ့ရမယ်။သူတို့တွေထိတ်လန့်ဆိုးရွားနေတာကိုလည်းကျွန်တော်တို့ခံစားရမယ်။ဒါတွေကိုကျွန်တော်တို့အားလုံးအတူတူအဆုံးသတ်ဖို့လုပ်မယ်။ကျွန်တော်အပါဝင်ကျွန်တော်ရဲ့ view ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူအူးချင်းစီတိုင်းတာဝန်ရှိတယ်။ ကျွန်တော်တို့ကလေးငယ်တွေအတွက်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ကောင်းငင်ကြီးအတွက်ဒါကြောင့်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့အတူတူကြိုးစားကြမယ်လို့ပြောချလိုပါတယ်ဟုတ်ပြီဒီကောင်းငင်ကြီးထဲမှာဒုက္ခပေးနေတဲ့ကောင်းတွေကိုကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကလည်းရှိတဲ့အရာတွေနဲ့အငြင်းနဲ့ပြစ်ချနေရဆော့ ကိုရှိုင်းရင်ညံ့ကင်တကောင်ရလိုက်ပြီဟာကောင်းလိုက်တဲ့သတင်းဘလို့ညံ့ကင်လဲ MI 35ဖိညံ့ကင်ဟာထက်ကောင်းတဲ့သတင်းဘာနဲ့ပြစ်လိုက်လဲ0.5နဲ့ပြစ်ချလိုက်အိုးပုံမပြည့်စုံတဲ့သတင်းဆိုတော့ဒါကျွန်တော်ရဲ့ area ကျွန်တော်တို့ပြက်ကနိုင်တဲ့အကွာအဝေးအတွင်းမှာဝင်လာရင်တော့ကျွန်တော်တို့ကတော့ပြစ်ချနိုင်တယ်ကျွန်တော်နေပြီပါ ဆိုတော့ကိုပြောက်နေရင်တွေဆိုရင်တော့ကျွန်တော်တို့လည်းတက်နိုင်မလို့ဟုတ်ပြီအကြောင်းဖတ်စစ်တဲ့ MI 35P ရဟတ်ရှင်ကိုပြစ်ချနိုင်ခဲ့တယ်အဲ့ဒီရဟတ်ရှင်ကမိကိုတွေတအူအူနဲ့ဆိုတော့ငဲချင်းကိုတော့သွားပြီးတော့သတိရပါလားမိဂိုးတွေတအူအူနဲ့လိမ့်ငါလိမ့်ငါလိမ့်ငါနဲ့နောက်ဆုံးအချိန်မှာဟန်တာဂရီကငပြူချန်တဲ့ကိုဆင်းသက်သွားတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ် ဆိုတော့အဲ့ဒီဟဲ့ရင်ဘလောက်ထိဒါအရေးပါလဲပြီးတော့ဘလူမျိုးအရေးပေါ်သူတို့တွေဒါရဟရင်ကိုပြင်ဆင်ဖို့အတွက်ပြင်ဆင်လဲဆိုတဲ့အကြောင်းတွေကိုပါကျွန်တော်တင်ပြပေးပါမယ်။ဟုတ်ပြီဖြစ်စဉ်လေးကိုကြည့်အောင်မအေပရီ28ရက်နေ့ဒီကနေ့မနက်7:50မိနစ်မှာပဲ။ ဆိုတော့နာနာခင်းလေးဆိုတော့လေမင်္ဂလာအချိန်လေးပေါ့ဗျာအကျန်ဖတ်စစ်ခွေးတက်ရဲ့ရဟတ်ရှင်ကိုကျွန်တော်ပြချနိုင်ရတာကတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့ကျေးရွာကိုလေးချောင်းကနေပြီးတော့ဒါတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့တယ်အကျန်ဖတ်စစ်ခွေးတက်ရဲ့လီဘဲတွေကိုပြချခေချင်းဖြစ်ပါတယ်ဒေါ်လိုင်းတက်ဖို့ဝင်တဲ့ Wi-Fi နဲ့တက်ခတ် တိုက်ခိုက်ခဲ့တဲ့အချိန်မှာအဲ့ဒီဟက်ယင်ဟာတိုက်ရိုက်ပဲထိခိုက်ပျက်စီးသွားတယ်လို့ကျွန်တော်တို့ကနဦးသိထားပါဗါးအဲ့ဒီ MI35 ရဟက်ယင်ဟာမုံရမျိုးအခြေဆိုင်ကျွန်တော်တို့တိုင်မှုမျိုးမင်းထွင်းနဲ့နာမခကျွန်တော်တို့ဒါအတွင်းလေးကနေပြီးတော့ April 28ရက်နေ့မနက်9:00နာရီ53မိနစ်အချိန်မှာပြတ်ထွက်လာခဲ့တယ်လို့လေကြောင်းစောင့်ကြည့်ရေးသတင်းတွေမှာကျွန်တော်တို့ တွေ့ရပါတယ်ဆိုတော့ကျွန်တော်တက်လာတဲ့အချိန်လေးက9နာရီကျော်လေးတက်ချနိုင်ခဲ့တဲ့အချိန် ကလည်း10နာရီကျော်လေးတက်ပါတယ်ဟုတ်ပြီတခုထူးခြားတာကကျွန်တော်တို့လေချောင်းရံကာကွယ်ရေးအနေနဲ့ကျွန်တော်တို့ကလက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ကကျွန်တော်တို့ဒါလီဘောကိုပြန်တက်လာတဲ့မိသည့်ကျွန်တော်တို့ရဲရင်မစိုး ပြီးတော့မြည်သည့်တိုက်လေရင်ဆိုကျွန်တော်တို့တတ်နိုင်ဆုံးအပြည့်စုံဆုံးနီးစပ်ဆုံးကျွန်တော်တို့ဒါထောက်လန်းမှုတွေရှိတယ်ပြီးတော့နယ်မြေတက်ခွဲဝင်တွေကိုတိုက်ရဲသတင်းပေးပို့နေတာတွေရှိတယ်ဒါကြောင့်လည်းပဲဒီနေ့မှတက်လာတဲ့လေရင်မိနစ်ကျွန်တော်တို့ဒါ60မိနစ်မနက်ပိုင်း9:53မိနစ်မှစတင်ပြန်တန်းပြီးတော့ကျွန်တော်တို့ပြချနိုင်ခဲ့တဲ့အချိန်က10:00နာရီမိနစ်90ဆိုတော့သတင်းကလည်းအရန်ကိုတိကျလုံးတယ်ဆိုတော့အချိန်တနာရီပဲ ကြားလိုက်တယ်ကျွန်တော်မိဘတွေကိုဒါကျွန်တော်ပေးချင်တဲ့ message ကကျွန်တော်တို့ပြင်ဆင်ထားပြီးဖြစ်တယ်စရငတ်ကင်တက်လာပြီဘလူငတ်ဘလူကောင်တက်လာတာလေအဲ့ဒီကောင်ကိုကျွန်တော်တို့ဘလူမျိုးလီပေါ်မာတွင်မိဖုံလဲဆိုတာကိုကျွန်တော်တို့ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာကိုကျွန်တော်မိဘတွေကိုအတိပေးလို့တာပါ ဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်တို့ upgrade သတင်းလေးတစ်ခုလည်းပြောပြချင်ပါတယ်အဲ့ဒီကျွန်တော်တို့ MI 35ကျွန်တော်တို့ P တိုက်ခတ်ရေရဟတ်ရင်ကို ပြင်ဆင်ဖို့အတွက်လေးရင်ဒါပြင်ဆင်တဲ့ဒါ maintenance တွေနဲ့ကျွန်တော်တို့အမှုတန်းတွေလိုက်ပါလာတဲ့ MI 30ကျွန်တော်တို့ရဟတ်ရင်ကလည်းပဲအနောက်ကနေပြီးတော့အရေးပေါ်ထွက်ခွာလာတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကရရှိထားပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်ဒီကနေ့မနက်10:00နာရီမိနစ်50မှာကျွန်တော်တို့ပြချနိုင်ခဲ့တယ်ပြီးတော့အဲ့ဒီပြချနိုင်ခဲ့တဲ့ရဟတ်ရှင်ကိုအရေးပေါ်သူတို့တွေပြင်ဆင်နိုင်ဖို့ ਨੇ အဲ့ဒီရဟတ်ရှင်မှာပါတဲ့သူတွေကိုအရေးပေါ်ကယ်ဆယ်နိုင်ဖို့ကိုနောက်ထပ်ရဟတ်ရှင်စည်းချက်ချင်းဆ िलो ခဲ့တဲ့အခြေအနေတခုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဖုတ်ချင်းဖုတ်ငှက်ကင်တကောင်တွေကစားရတာကျွန်တော်မိပါတယ်ဘိုက်ဝါမှာမဟုတ်ဘူးဗျာ ဆိုတော့ဒကောင်လေးဆိုတော့လေကျွန်တော်တို့ဒါဟိုဟာဟိုလူပေါင်ချမ်းဖဲ့ပေးလိုက်ဒီလူဒီလူကိုပေါင်ချမ်းဖဲ့ပေးလိုက်ဟိုလူအမိပေးလိုက်ဒီလူကိုတောင်းပန်ပေးလိုက်နဲ့အဲကျွန်တော်တို့မလောက်မှာတော့တေးကြတယ်ဗျာဒါကြောင့်နှစ်ကောင်လုံးကိုกินလိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ဗျာဒါကျွန်တော်ရဲ့မိဘတွေရဲ့ဒါဆန္ဒတွေသဘောထားအမြင်တွေကိုလည်းကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါဟုတ်ကဲ့ပါ MN35 ကျွန်တော်တို့တိုက်ခိုက်ရေးရဲရင်လေးကတော့အခုချိန်မှာတော့စောက်စုပ်လေးဖြစ်သွားပါတယ် ဆိုတော့အာလီဝတက်လာတဲ့အချိန်ကတော့အကောင်းလေးပါဗျာအမြီးပေါ်ပြန်ဆင်းသွားတဲ့အချိန်မှာတော့အဆုတ်ကလေးပေါ့ဆိုတော့ကျွန်တော်မိဘတွေအခုချိန်မှာတော့သူတို့ဟာဒါဒီရဲရင်မှာပါတယ်ကျွန်တော်တို့ဒါဒီဘဲတွေနဲ့ရဲရင်တက်စီးသွားတဲ့အချိန်တွေကိုပြင်ဆင်နိုင်ဖို့ကိုအသေးအံစူးစမ်းနေကြပါတယ် ဒါကြောင့်လည်းပဲကျွန်တော်တို့နှက်ကင်နောက်ထပ်ကောင်ထပ်ကင်ပြီးတော့နှစ်ကောင်စားလိုက်ရင်ဘိုက်ပူပြေနိုင်မယ်လို့ကျွန်တော်မိဘတွေကိုတင်ပြနေခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒါကတော့ပရမအူဆုံးအနံ့လေးမှွေးနေတဲ့နှက်ကင်လေးဖြစ်ပါတယ်နောက်ထပ်အနံ့ကတော့တော်တော်လေးကိုဒါအရန်မှွေးလောက်အကြည့်ွားတဲ့သတင်းခုတင်ပြခြင်းပါတယ်အဲ့ဒီသတင်းကတော့စစ်ရှုံးနေတဲ့ကောင်တွေကအလံပြူထောက်လက်နက်ချဒါကိုအကျမ်းဖက်စစ်ခွေးတက်ကပဲ အနောက်ကနေပြီးတော့ဆင်းရဲရင်လည်းပဲပြတ်တက်သွားတယ်ဆိုတဲ့သတင်းမှာအဲ့ဒီပြစ်စင်ကဘကိုးရိုးမမှာအချမ်းဖတ်စစ်ခွေးတက်စစ်ကြောင်းကိုဝင်းရပိတ်ဆိုတိုက်ခိုက်တယ်အဲ့ဒီတိုက်ခိုက်မှုမှာကျွန်တော်အချမ်းဖတ်စစ်ခွေးတော်တော်များများတုံယုံတည်ဆုံးခဲ့တယ်ပြီးတော့ဒဏ်ရာရတဲ့ကောင်တွေကလည်းတော်တော်လေးများပါတယ်ဆိုတော့ဒီဖြစ်ရက်နဲ့တကယ်မြေပြင်မှာတကယ်ခံလိုက်ရတဲ့ကောင်တွေဟာလမ်းဖြူထောင်း လက်နဲ့ချအရှုံးပေးပါလေရောဗျာဒါကတကယ်ဖြစ်စဉ်အမှန်ပါဆိုတော့သူတို့အချင်းချင်းတိုက်ပွဲအတွင်းထဲမှာပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်ပြီးတော့ပြင်းထန်တဲ့ကျွန်တော်တို့ရဲ့ထိုးစစ်တွေကြားထဲမှာသူတို့တေတော့မယ်ဆိုတာကိုလည်းသူတို့လည်းသိတယ်အရှိမသူတို့နဲ့အတူတူထမင်းစားနေတဲ့ကောင်တွေသူတို့နဲ့အတူတူပါလာတဲ့ကောင်တွေကသေတဲ့ကောင်ကသေ ပေလိုဖြစ်နေတဲ့កောင်တွေကဖြစ်နေပြီအော်ဟစ်ကြီးတွားငိုဂျူအကူညီတောင်းပေမဲ့လည်းဘာအကူညီမှမရတဲ့အခြေအနေမှာကျန်တဲ့កောင်တွေလက်နဲ့ချပြီဟုတ်ပြီအဲ့ဒီလက်နဲ့ချတဲ့ဖြစ်စဉ်ဘကောတိုင်းမင်းလာဘကောရိုးမအတွင်းထဲကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းမဖက်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်တော်လိုင်းတက်တွေကနှစ်ရက်စတိုက်ချိန်မုံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ပထမအဦးဆုံးကတော့သူတို့ကတော့စစ်ကြောင်းထိုးတာပေါ့ဗျာရမလားလို့ တကယ်တမ်းထိုးခံလိုက်ရတာသူတို့ကိုယ်နိုင်ဖြစ်နေပါတယ်ကျွန်တော်မြင်ပါတယ်အရင်တော့ကဒါသတင်းတွေဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့သူတို့စစ်တောင်းတွေထိုးလာတယ်အဲကျွန်တော်တို့ကဝေတော်တပ်ကဝေးတပ်ဖွဲ့ဝင်တွေကတခါတကြံကြရင်ကျွန်တော်တို့ရှောင်ပေးလိုက်ရတာရှိတယ်တခါတကြံကျွန်တော်တို့စုံမှု area စုံမှုနေမြေတွေပြီးတော့ကျွန်တော်တို့စကန်လေးကိုတော့မှကျွန်တော်တို့ဖယ်ပေးလိုက်တာရှိတယ်အရင်အချိန်ကတော့ကျွန်တော်မြင်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှလက်နက်အပြည့်စုံသေးလို့ ာသူတို့စစ်ကြောင်းထိုးလာကျွန်တော်တို့ကြားတဲ့ဂျာဖြတ်တိုက်ခိုက်မှုတွေနဲ့မိုင်းတွေသွားဆွဲတယ်ပြီးတော့ဂျာဖြတ်တိုက်ခိုက်မှုရှိတဲ့ကြည်လေးတွေနဲ့ကျွန်တော်တပ်ပစ်တယ်အခုအချိန်မှာတော့စစ်ကြောင်းထိုးလာတဲ့កောင်တွေပြန်ပြီးတော့အထိုးခံလိုက်ရတဲ့အခြေအနေရောက်နေပြီဆိုတာကိုလည်းကျွန်တော်ရဲ့မိဘတွေကိုထင်သာအောင်သင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအကြံဖတ်စစ်ခွေးတက်အများအပြားဟာခွေးတိဝတ်တိတည်ဆုံသွားတဲ့အချိန်နေမှာစတောင်းတစ်ခုလုံးတက်ပြတ်သွားတာပါတက်ပြတ်သွားတဲ့အချိန်မှာကျန်တဲ့ကောင်တွေဟာအလံပြူထောင်း လက်နဲ့ချပါတယ်။ဆိုတော့လက်မြူထောင်လက်နဲ့ချတယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကသူတို့ကိုကောင်းမွန်ဆုံးထိန်းသိမ်းဆောင်ရွက်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဖန်စီရမိတဲ့အခြေအနေတွေကိုလည်းကျွန်တော်မိဘတွေသိရှိပြီးဖြစ်ပါတယ်။ဆိုတော့ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ထားရအောင်ကျွန်တော်မိဘကျွန်တော်စီမလက်နဲ့ချတယ်ဆိုရင်တော့ကျွန်တော်တို့သူတို့ကောင်းမွန်ဆုံးဆက်ဆံပါတယ်။ဒါပေမဲ့လည်းပဲကျွန်တော်တို့ရှိမှလမ်းပြထောင်းလက်နဲ့ချပေမဲ့တစ်ဖက် သူတို့ရဲ့ခေါင်းဆောင်ပိုင်းတွေဟာလက်နက်ချအញ្ញံခံတဲ့ကောင်တွေကိုအသေးပြစ်တတ်သွားတာကိုတော့ကျွန်တော်တို့လည်းလုံစွာစိတ်မပေါင်းပါဘူးအကုန်လုံးသိသွားပါတယ်ဟုတ်ပြီအဲ့ဒီပြစ်စင်မှာအလံပြူကြောင့်လက်နက်ချအလင်းဝင်မှုအများအပြားရှိနေတာကြောင့်သူတို့ဟာကျွန်တော်တို့ MI 35နဲ့ပဲအဲ့ဒီအလံပြူထောင်တဲ့ကောင်တွေကို စစ်တနနဲ့ပြက်ခတ်တက်ဖြတ်သွားကြပါတယ်ဒါဟာခဏိမှာရှင်ရင်စစ်မြနာပြည်အတီးတီးကိုအပေါခံရတဲ့နလပိန်တို့လက်ကင်တို့ငစနူကောင်တွေရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုတနာစရာလူလားသူတို့ကိုကျွန်တော်တို့ညတာစရာရောလူလား ျွန်တော်တနာခဲ့တဲ့အချိန်တွေရှိတယ်ကျွန်တော်နဲ့ပူပေါင်းဖို့ဖိတ်ခေါ်ခဲ့တဲ့ကာလတွေရှိတယ်ကျွန်တော်တို့စာနာထောက်ထားခဲ့တဲ့အရာတွေအများကြီးကျွန်တော်တို့သူတို့ကိုပြတ်သားခဲ့ပြီးဖြစ်တယ်လင်းဝင်လာတယ်ကျွန်တော်တို့ကြိုးစိုးတယ်ကောင်းကောင်းမွန်မွန်ထောက်တယ်ကောင်းကောင်းမွန်မွန်ကျွေးတယ်ကျွန်တော်တို့ဒါငွေကြေးတွေပါသူတို့ကိုကျွန်တော်တို့ဒါကုညီထောက်ပံ့တာတွေရှိတယ် ပြီးတော့မိသားစုဝင်နဲ့ပြန်လဲဆုံးတွေ့နိုင်ဖို့ကိုလည်းပဲကျွန်တော်တို့အကောင်းဆုံးအတတ်နိုင်ဆုံးကျွန်တော်တို့ဆောင်ရွက်ပြီးတဲ့ဒါအချိန်ကတကယ်ကျွန်တော်တို့ကုညီခဲ့တာပါဆိုတော့ကျွန်တော်ကိုနိုင်မိသားစုတစ်ခုကိုကျွန်တော်သွားခေါ်ခဲ့ဘူးပဲကျွန်တော်သွားခေါ်တယ်ဆိုတော့ location area ကိုတော့ကျွန်တော်မပြောတော့ဘူးကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒါဒီတရင်ကနေပြီးတော့အဲကျွန်တော်ကိုနော်တရင်ပေးဖို့လာပြီးတော့အဘဲစုရဲ့ဘယ်နေရာမှာအလူကြီးဘယ်နှယောက် အဂူရှမ်းသွားခေါ်ပြီးပါဆိုတော့ကျွန်တော်လည်းကျွန်တော်ရဲဘော်တွေအကျွန်တော်တို့အသင်ပြင်ဆင်ပြီးတော့ကျွန်တော်တို့စကန်ကားနဲ့ပဲသွားပါတယ်ဆိုတော့ဟိုရောက်တဲ့အချိန်မှာကျွန်တော်တို့တွေ့လိုက်ရတာကလူကြီးတွေထက်ကလေးတွေပိုများတယ်ဆိုတော့ကလေးနေတဲ့ကလေးတွေပါလာတော့ဘလူးပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ထဲမှာမကောင်းဘူးဗျဆိုတော့ဟိုဘီကားပေါ်တက်သူတို့ကလည်းအရင်ကကြောက်နေတာ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသူတို့ယူသွားခေါ်တာမဟုတ်ဘူးကျွန်တော်တို့ရဲဘော်တွေလက်နက်ပါတယ်ယူနီဖောင်းပါတယ်ဒါသူတို့ကတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့ကျွန်တော်ယူပါတယ်ရာကျွန်တော်တို့ဒါတွေ့တဲ့ချိန်မှာသူတို့ကပန်းနေနဲ့လာကြုံမလားလို့အောက်မေ့လားဒါမှမဟုတ်ကျွန်တော်တို့ကအရက်ဝတ်တွေနဲ့လာမယ်လို့သူတို့ကမျှော်လင့်နေတာလားမသိဘူးကျွန်တော်တို့ကျွန်တော်တို့ဒါယူနီဖောင်းအပြည့်စုံနဲ့လက်နက်အပြည့်စုံနဲ့လက်နက်တောင်မှကျွန်တော်တို့စီမှာစနိုက်ပါပါတယ်အာလက်နက်ကြီးပေါ့နော် တော့လည်းကြီးပြက်ခတ်နိုင်တဲ့အခြေအနေကူပါတယ်ပြီးတော့ဆက်လက်ငယ်ပါတယ်ပြီးတော့ sample 940မှမှပါတယ်ပြီးတော့ AK ပါတယ်16ပါတယ်အကုန်ပါတယ်ဘုံတိလည်းပါတယ်ဆိုတော့အတည်ရဲ့ဘောအုပ်တွေကိုတွေ့လိုက်တဲ့အချိန်မှာတို့ဟာလန့်အောင်ကျွန်တော်ကျွန်တော်ကျွန်တော်မလန့်ပါနဲ့ဗောနော်ဆိုတော့အဲတို့ကိုကျွန်တော်ကားပေါ်ကောင်းကောင်းမွန်မွန်နေရာထားတယ်ပြီးတော့တို့ကိုလမ်းမှာပါစားခဲ့လဲကျွန်တော်မေးတယ် ပြီးတော့ရေလက်ရှိပေါ့နော်ရေပါလာလာရေစားချင်လာကလေးတွေပါတဲ့အတွက်ကျွန်တော်လမ်းမှာမုတ်ဆိုင်တစ်ခုမှတော့မှကျွန်တော်ရပ်ပေးခဲ့ပါသေးတယ်အဲ့ဒီမုတ်ဆိုင်မှာပေါ့နော်ဒါသူတို့တွေကိုရပ်ပေးတဲ့အချိန်မှမှကျွန်တော်သူတို့ကိုစကားပြောမေးပြတာအဲ့မှာအသက်ကြီးတဲ့အဖွားကိုပြောင်းလဲပါလာတယ်ကျွန်တော်မှတ်မိသလားကလေး၃ယောက်ပါတယ်အဖွားကို၁ယောက်ပါတယ်ပြီးတော့အမျိုးသမီး၂ယောက်ပါဆိုတော့အမျိုးသားမပါဟုတ်ပြီကျွန်တော်မေးလိုက်တဲ့အချိန်မှာသူတို့ရဲ့ ဒါပေါ့နော်ဒါမိသားစုဝင်ဒီတော့မှတယောက်ကကျွန်တော်တို့စီမှာပူပေါင်းလိုက်တယ်ပူပေါင်းလိုက်တဲ့ချိန်မှာကျွန်တော်တို့မေးတယ်သူတို့ဘယ်ရလဲဒါအရင်တော့ပေါ့နော်ဘယ်ဒေတာလဲဆိုတော့ကျွန်တော်တို့နေရာနဲ့အရန်ကိုဝေးတဲ့နေရာအဲ့ဒီဝေးတဲ့နေရာနဲ့ကျွန်တော်တို့နေရာကိုနီမျိုးစုံနဲ့မရောက်ရောက်အောင်သူတို့တွေလာတာဆိုတော့ကျွန်တော်တို့ရဲ့ဒါထိချုပ်ထားတဲ့ကျွန်တော်တို့လွတ်မြောက်တော်နေပြီအဆက်ဖြစ်ကျွန်တော်တို့ကလည်းပွားခေါ်တာသူတို့သူတို့တမိသားစုလို့ကလေးတွေရောနော် ကျွန်တော်အကုန်ခေါ်ကျွန်တော်ကိုနိုင်မုတ်တီဝယ်ကျွေးပြီးတော့တလန်းလုံးလဲကျွန်တော်စကားတွေပြောဆောကျွန်တော်တို့တွေ့တဲ့အချိန်မှာတို့ဒီလိုမျိုးခံစားရမယ်လို့တို့လုံးဝမထင်ဘူးလို့တို့နှောက်နေကျွန်တော်တို့စကားပြောခဲ့တာပါဟာဘလို့ဖြစ်လို့လဲပေါ့နော်ကျွန်တော်မေးတယ်ကျွန်တော်တို့ပုံစံကလည်းလူချမ်းကြီးတွေပုံမပေါ့ကျွန်တော်အားလုံးကလူငယ်တွေပဲအကုန်လုံးလူငယ်တွေပဲကျွန်တော်စကမ်းပါအဲ့ကျွန်တော်သွားကြိုတဲ့ဒါစကြောင်းပါပေါ့နော်ဟုတ်သူတို့ကကျွန်တော်တို့ ဟိုဒီလိုမျိုးဆက်ဆံမယ်လို့လည်းသူတို့မထင်ဘူးတဲ့သူတို့အရင်ကစိုးရိမ်နေပဲဗောနော်သူတို့နှုတ်ပိတ်ခံရမလားအဲသူတို့တွေဒါလမ်းကြောင်းတစ်ခုခုမှာသူတို့တွေတမိသားစုလုံးပျောက်ွယ်သွားနိုင်လားဆိုတော့ဒါခန်းစားချက်တွေအတွေးတွေအများကြီးနဲ့သူတို့တွေအရေးစုံပြီးတော့လာကြတာဗောနော်ဆိုတော့ကျွန်တော်ပြောတယ်မိတို့မတို့ကျွန်တော်တို့ကအာလက်ရှိအကျန်ဖက်စစ်တက်နေလုံးဝမတူဘူး ကျွန်တော်တို့ဒါမဖြစ်မနေဒါလက်နဲ့ကင်ဆွဲပြီးတော့တော်လန်ရမယ်အခြေအနေမှုလက်ရှိကျွန်တော်တို့ပြည်သူ့ကာဝေးရေးတာဝန်တွေကိုကျွန်တော်တို့တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ဆိုတော့မိတို့ဖြစ်ချင်တဲ့ဆန္ဒလုံးဝပြေဝစီရမယ်။ဆိုတော့မိတို့ဘာတွေဖြစ်ချင်လဲဘယ်ကိုသွားချင်လဲဘာတွေလုပ်ချင်လဲဆိုတော့ကျွန်တော်တို့အားလုံးကသူတို့ကိုပြင်ဆင်ထားပေးမိ။သူတို့ကိုဒါတစ်ဖက်နိုင်ငံကိုကျွန်တော်တို့ပေးပို့ခဲ့တာဖြစ်တယ်။ဒါကကျွန်တော်တို့စီမှာလက်နက်ချခဲ့တဲ့ ်အာတပ်ဖွဲ့ဝင်တဦးရဲ့မိသားစုဝင်မိသားစုဝင်ဆိုတော့တယောက်နှစ်ယောက်မဟုတ်ဘူးတော့ကျွန်တော်မိပါ၄ယောက်၆ယောက်၇ယောက်ခလေးတွေတုံတမနဲ့ကျွန်တော်ကိုယ်တိုင်သွားခေါ်ခဲ့တာကားစီဘူးလဲမပြောမရအောင်ပြောဒါလမ်းမှာလဲသူတို့နေပေါ့เนาะဒါယဉ်ကြီးခဲ့တဲ့အခြေအနေတခုတင်ပြတာပါလက်ရှိဒီအခြေအနေတွေဟာကြော်ခဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ဒါပြည်သူတွေကိုနေစဉ်အကြမ်းဖက်တပြက်နေတဲ့အခြေအနေတွေမှာကျွန်တော်တို့လူငယ်တွေအနေနဲ့ကလည်းပဲခွလွတ်နိုင်တဲ့အခြေအနေလုံးဝမရှိတော့ဒါပေမဲ့လည်းပဲကျွန်တော်တို့စီမှာလက်နက်ချတယ်ကျွန်တော်တို့စီမှာအခုလိုမျိုးဒါအလံပြူထောင်းနေဆိုရင်တော့ကျွန်တော်တို့အနေနဲ့အကောင်းဆုံးကျွန်တော်တို့တို့ကိုပြန်လည်ဆောင်ရွက်ပေးတာရှိတယ်ဒါပေမဲ့လည်းပဲအခုဖြစ်စဉ်မှာတော့တဖက်ရန်သူတို့ရဲ့ခေါင်းဆောင်ကပဲတို့ကိုပြစ်တတ်သွားခြင်းဖြစ်ပါတယ် ဟုတ်ပြီညီကုန်းချုပ်လေးကိုကျွန်တော်တင်ပြချင်ပါတယ်အဲ့ဒီအကြောင်းအရာကတော့တနတ်အရှိကိုဒီလိုထောက်ပြီးတော့ခရစ်တော်ဒီလိုဆွဲဖောင်းကိုတက်တည်သွားတယ်အရာရှိတကောင်အကြောင်းကိုတင်ပြပေးပါမယ်ဆိုတော့အဲ့ဒီအရာရှိတက်တည်သွားတယ်ဆိုတော့ကျွန်တော်ရင်မိပါတယ်သတင်းကြားမှာပါ ဒါပေမဲ့ဘာကြောင့်တက်သိသွားတာလဲဆိုတော့ကျွန်တော်တင်ပြချင်တာပါဟုတ်ပြီဖြစ်စဉ်လေးကိုအရင်ကြည့်မယ်တဝယ်မြို့နယ်ကျွန်တော်တို့မောင်မဲရှောင်ရွာကကျွန်တော်တို့လမ်းကွေးပေါ့ဗျာဟာလီလမ်းကွေးလို့လည်းခေါ်ပါတယ်အဲ့ဒီလမ်းကွေးမှာဒါနေရာစွန့်ခွာပြီးတော့ကျွန်တော်တို့ဒါတိတ်ဆောင်နေတဲ့အရက်သားတွေနေအိမ်ခြံဝင်းထဲမှာစကန်ပြုတ်လောက်ပြီးတော့ ကြံဖက်စစ်ခွေးတက်ထိုင်ချလာတဲ့တက်စကန်ကိုဒဝဲအခြေစိုက်တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တိုက်ရင်တရက်မကြဘူးဆိုတာကိုလည်းကျွန်တော်ရဲ့မိဘတွေကိုထထောင်ပြီးတော့အတိပေးခြင်းပါလေဆိုတော့မနေ့တိုက်တယ်ညနေပြီးသွားပါပြီဟုတ်ပြီကျွန်တော်တို့ဧပြီလ26ရက်နေ့နဲ့9နာရီမှာစတင်တိုက်ပွဲဖြစ်ပွားပြီးတော့ညနေ9နာရီမှာစကန်ကိုအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် တိုက်ပွဲကြာချိန်ကတော့12နာရီဝန်းကျင်ပဲရှိပါတယ်အဲ့ဒီ data မှာကျွန်တော်တို့ဒါစစ်ဆောင်နေတဲ့ကျွန်တော်တို့ရဲ့ရသားနေအိမ်တွေမှာဒီကောင်တွေကတက်ဆွဲထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့လက်နက်ကြီးနဲ့စစ်ကူပစ်ကူပေးတဲ့အတွက်ကျွန်တော်တို့အဲ့ဒီဒီမှာရှိတယ်ကျွန်တော်တို့ data ခန့်ဒါဇနီးမောင်နဲ့နှစ်ဦးတိစုံပြီးတော့ရဟန်းတန်ခါနှစ်ပါးလဲထိခိုက်ဒဏ်ရာရရှိထား ဒေလို့ကျွန်တော်တို့သတင်းရရှိထားပါတယ်။ဟုတ်ပြီ။အဓိကပြောချင်တာကတော့အင်အား30ဝန်းကျင်နဲ့နေရာယူထားတဲ့အဲ့ဒီ Harley Quinn scan ကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအရာရှိအချို့ပါဝင်ဂျာမန်ဖက်စစ်ခွေးတပ်အစဲကျော်အရှင်ဖမ်းမိခဲ့တယ်။လက်နက်ခဲယံ16လက်တနက်16လက်ရရှိခဲ့တယ်။အခြားဆက်ဆက်ပစ္စည်းတွေအများများကျွန်တော်ရရှိထားပါတယ်။ဒီအချိန်မှာ အကျမဖတ်စစ်ခွေတက်ရဲ့အဲ့ဒီမှာပါလာတဲ့အကြီးဆုံးသောခေါင်းဆောင်ဟာသူတည်တယ်ကျိုးရကျွန်တော်တို့ရှင်ပြီးတော့မတိုက်နိုင်တော့ဆိုတော့လက်နက်ချင်းပရေဆိုင်တဲ့အချိန်မှာကြားကြားချင်းတွေ့တဲ့အချိန်မှာဒါကြားကြားချင်းတော့မဟုတ်ပါဘူးကျွန်တော်ပြီးပါတယ်ကြားနဲ့ခွေးဆိုတော့ဒီလိုမျိုးတွေ့တဲ့အချိန်မှာဒီကောင်တွေဘာကြောင့်ကျွန်တော်တို့ ကြောက်ပါလားနောက်တစ်ခုကကျွန်တော်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တွေလုံးလုံးပိတ်ဆို့ပြီးတော့ဒါလက်နက်ချညံခံတဲ့កောင်တွေကလက်နက်ချနေတယ်ဆိုတော့အဲ့ဒီកောင် ကလက်နက်ချဖို့မရဲဘူးဘာကြောင့်လက်နက်ချဖို့မရဲတာလဲရှင်းပါတယ်ဒီကောင်ကကျွန်တော်ပြည်သူကိုလုတ်ခဲ့တဲ့ပြမှုတွေအများကြီးရှိနေလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီຫນွေဦးအစကျွန်တော်တို့တော်လှန်တော်ညီဟာ မြို့ပြဒေသတွေကစခဲ့တာပါဆိုတော့မြို့ပြဒေသတွေမှာကျွန်တော်တို့ရဲ့လူငယ်တွေကိုပပဆက်ဆက်တက်ချက်ခဲ့ပို့စုပဆက်ဂျိုင်းနေခဲ့တာဆိုတော့ဒီပြစ်စင်တွေဟာသူတို့တွေကိုနိုင်လဲသိဆိုတော့သူတို့ရဲ့အရှင်ဖန်းခံရတော့မဲ့အခြေအနေမှာသူတို့တွေဒါကိုရင်ဆိုင်ရေးပြောချင်တာကတော့အမှန်တရားကိုရင်ဆိုင်ရေးတဲ့တတိသူတို့မှာ ပါဖို့ပါမလာတာရှိလည်းမရှိဘူးဆိုတော့နောက်ဆုံးအချိန်မှာကျွန်တော်ပြည်သူရဲ့မျက်နှာကိုမကြည့်ရဲတဲ့កောင်ကတော့အဆုံးစီသွားတယ်ဆိုတော့အဲ့လိုအဆုံးစီရင်ခံရမယ့်កောင်တွေကျွန်တော်တို့နိုင်ငံမှာအများကြီးရှိသေးတယ်ထိတ်ဆုံးကတော့မာအလာမင်းအောင်ဖိုင်ဆိုတော့ဒီလိုခေါင်းဆောင်တွေဟာဒီလိုမျိုးအဆုံးတက်ပါတယ် ဆိုတော့ကျွန်တော်စန္ဒကတော့ main online သူကိုယ်သူတက်သေးတာကိုလည်းကျွန်တော်ကမလိုချင်ဘူးကျွန်တော် main online ကို အရှင်ကိုရအောင်ဟောင်းပါဒါတပ်ဖွဲ့ဝင်အားလုံးရဲ့အဓိကရွေချက် main online ကို အကောင်းမွန်ဆုံးနဲ့တန်ရာတော့မရဘဲနဲ့ကျွန်တော်တို့ကအရှင်ဖမ်းချင်တာသူကိုယ်သူတက်သေးဖို့လေအချိန်ကျွန်တော်တို့မပေးဘူးသူကိုအခုလိုမျိုးစကားပြောနိုင်တဲ့အချိန်နဲ့အခုလိုမျိုးအကောင်းပကတိတိုင်းကိုကျွန်တော်တို့ကအရှင်ဖမ်းမှာ ဒါကျွန်တော်တို့ရဲဘော်လူငယ်တွေရဲ့ဆန္ဒပါအဲ့လိုအရှင်ဖမ်းပြီးတော့မှကျမ်းမာရေးကောင်းမွန်နေမှလည်းပဲကျွန်တော်တို့ပြည်သူရဲ့တရားစီရင်ပိုင်권တဲမှသူ့ကိုပြစ်ပြီးဝါဝါတရားစီရင်권ရမှာဆိုချောင်းမိပါတို့ရဲ့အမြင်ကိုလည်းကျွန်တော်နဲ့အတူတူပြောလို့ရပါတယ်ဒါကျွန်တော်ရဲ့ဆန္ဒပါကျွန်တော်လူငယ်တွေရဲ့ဆန္ဒပါ ဟုတ်ပြီဒါကိုကျွန်တော်တို့သူ့ကိုယ်သူတက်တွေသွားတယ်အဲ့ဒီအကြမ်းဖက်ဆစ်ခွေးတက်ရဲ့အရာရှိအကြီးပိုင်းကကောင်းသူ့ကိုယ်သူတက်တွေသွားတာကိုလည်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကမျက်မြင်တွေ့ရှိခဲ့တာဖြစ်တယ်ဆိုတော့လူငယ်တွေရှေ့မှာဒူးထောက်ရမှာကျွန်တော်တို့ပြည်သူကိုပြန်ပြီးတော့မျက်နှာမပြရဲတဲ့အခြေအနေဆိုတာကိုလည်းကြောက်မိပါတွေကိုဆက်ဆက်ပြီးတော့ကျွန်တော်တို့များနေချင်းဖြစ်တယ်ပြီးတော့သူ့ရဲ့ပြစ်မှုတွေဘလောက်တောင်များခဲ့လဲဆိုတာကိုလည်းသူကို၌ တိနေပါလိမ့်မယ်ဆိုတော့နောက်ရက်တွေမှာသူနဲ့ပတ်သက်တဲ့အသေးစိတ်ကိုကျွန်တော်ထပ်မံစုံစမ်းပြီးတော့ကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်ဟုတ်ပြီကျွန်တော်ဒီကနေ့မှာဒါရရှိခဲ့တဲ့အောက်ပွဲသတင်းတွေအများပြပါဆိုတော့နိုင်ငံအတွင်းထဲမှာကျွန်တော်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဆိုတော့အဲ့ဒီအချိန်မှာပါအပြင်းထန်ဆုံးတိုက်ပွဲကတော့ကချင်ပြည်နယ်အတွင်းမှာဖြစ်ပါတယ်ဆိုတော့ရုပ်သံဗီဒီယိုတွေကိုကျွန်တော်တက်လူကန်မှာကျွန်တော်တင်ပြပေးပါမယ် ဆိုတော့ကျွန်မမိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းတို့လက်ရှိအချိန်မှာကျွန်တော်တို့အားလုံးဟာစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက်လုံ့ပြင်ဆုံးသောအရာတွေကိုလုပ်ဖို့အရေးကြီးတယ်အရေးကြီးဆုံးအချက်ကတော့စီလုံးညီညွတ်ဖို့အရေးကြီးပါတယ် ကျွန်တော်အလုံးဟာအသွေးတဲ့အသားနဲ့အတန်နဲ့ဖြစ်ဖို့အရေးကြီးပါတယ်။ကျွန်တော်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်အားလုံးပြီးတော့မိဘပြည်သူအားလုံးရဲ့ဆန္ဒတွေဟာတစ်ထပ်တည်းရှိဖို့လိုပါတယ်။ဆိုတော့ဒီအချိန်ဟာလည်းအရေးကြီးဆုံးသောအချိန်ဖြစ်နေပြီ။ဆိုတော့လက်ရှိကကမ္ဘာအခင်းချင်းတွေနဲ့ပြီးတော့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံအရေးတွေနဲ့စစ်ရေးတွေမှာလည်းပဲကျွန်တော်တို့တွေ တာစီရယူထားပြီးဖြစ်ပါတယ်ဆိုတော့ဒါကြောင့်လည်းပဲနောက်လာမယ့်နေ့ရဲ့အချိန်တွေမှာကျွန်တော်ရဲ့မိဘတွေပို့မှုပြီးတော့ဒီထက်ပို့ပြီးတော့ဝင်းရင်ကုညီပေးဖို့ဒီထက်ပို့ပြီးတော့စ조사ဖို့ကျွန်တော်တို့အားလုံးတာဝန်ကိုယ်စီရှိပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ရဲ့ view ကိုအဆုံး